ငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေစီကနေဒေါ်လာတန်း10ချီပမာဏအပြင်ပြည်တွင်းခရိုနီရေစီကကျပ်136ဘီလီယံကျော်အလွန်ဝေရထားတဲ့စစ်ကောင်စီကငလင်တန်းကြောင့်ထိခိုက်သိမ်းဆုံးသူတွေအတွက်တအူးကိုကျပ်10သိန်းစီထောက်ပံ့ပေးသွားမယ်ဆိုတဲ့အာနာသိန်းကောင်းဆောင်ရဲ့ပြောစကားအပေါ်ပြည်သူတွေကဝေဖန်နေကြပါတယ်။နေပြည်တော်မှာဧပြီ5ရက်ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာအာနာသိန်းကောင်းဆောင်မေအောင်လိုင်က တေဆောင်းသူတွေအတွက်တအူးကိုကြက်ဆယ်သိန်းစီနဲ့နေအိမ်တွေအတွက်ပျက်စီးမှုပေါ်မူတည်ပြီးထောက်ပံ့ပေးမယ်လို့ပြောဆိုခဲ့တာပါကျမတို့ကအလူငွေမျှော်သူတွေမဟုတ်ဘူးဒါပေမဲ့ထောက်ပံ့မယ်ဆိုတဲ့ငွေပမာဏကတော်တော်ရုပ်ပေါက်တယ်နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးမလုပ်ပေးလို့တေတာကပိုများတယ်လို့နေပြည်တော်ကဝန်ထမ်းတအူးပြောပါတယ်ငလင်းကြောင့်တေဆုံးသူ3354ဦးရှိပြီဖြစ်တယ်လို့စစ်ကောင်စီကဧပြီ5ရက်နေ့မှာထုတ်ပြန်ထားတာပါ။ဒါကြောင့်စစ်ကောင်စီကငလင်းမှာတေဆုံးသူတွေအတွက် တဦးကို10သိန်းပေးမယ်ဆိုရင်စုစုပေါင်းကျပ်3.5ဘီလီယံကျော်ကျပ်သိန်း3500ကျော်သာရှိပါတယ်စစ်ကောင်စီကငလင်းလှုပ်ပြီးညနေပိုင်းမှာဘေးသင့်ဒေသတွေကိုအရေးပေါ်အခြေအနေကြေညာပြီးအလှူခံခဲ့ပါတယ်ငလင်းဘေးသင့်ပြည်သူတွေအတွက်အလှူငွေလက်ခံပွဲကိုနေပြည်တော်မှာဧပြီ1ရက်နေ့ကပြုလုပ်ခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်ခရိုနီရေစီကနေအလှူငွေကျပ်1.44ဘီလီယံနဲ့ အလှူပစ္စည်းတန်ဖိုးကျပ်ဆက်နှစ်တသမ၄ဘီလီယံခန့်ရရှိခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြပါတယ်။တစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းငလင်ဘေးတင်ပြည်သူတွေကိုကူညီထောက်ပံ့မှုလှုပ်ဆောင်ခဲ့ရမှာဧပြီလ၄ရက်နေ့အထိမြို့နယ်24ခုအတွက်ကျပ်တသမ၂ဘီလီယံကျော်ကျပ်သိန်း12000ကျော်ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးတော့ငလင်ဘေးတင်သူတွေဟာအရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေလိုနေပေမဲ့ အာနာသိစကောင်စီစီကနေထိရောက်တဲ့ကူညီမှုမရကြောင်းငလင်ဘေးကြုံခဲ့ရတဲ့ဒေသခံတွေကပြောပါရရှင်